င်္ဂလာပါရှင်။2025ခုနှစ်မတ်လ5ရက်နေ့ရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမသတင်းတစ်ပုဒ်အနေနဲ့ရုရှားရဲ့စစ်ရေးဆောင်ရွက်မှုတွေကိုထောက်ခံတယ်လို့စစ်ကားဆောင်ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ယူကရိန်းပေါ်ရုရှားရဲ့စစ်ရေးဆောင်ရွက်မှုတွေကိုထောက်ခံအားပေးကြောင်းနဲ့မြန်မာနိုင်ငံပေါ်ရုရှားရဲ့ထောက်ပံ့ကူညီမှုတွေအတွက်ကျေးဇူးတင်တယ်လို့စစ်ကားဆောင်မင်းအောင်လာရပြောပါတယ်။စတန်အနာသိမ်းပြီးနောက်ရုရှားနိုင်ငံကို၄ချိန်မြောက်ရောက်ရှိနေတဲ့စစ်ကားဆောင်နဲ့ရုရှားတောင်ပတ လာဒီမာပူတင်တို့မတ်လ၄ရက်နေ့ကမော်စကိုမြို့မှာတွေ့ဆုံခဲ့ကြပြီးပြောဆိုခဲ့တာပါ။အဲ့ဒီတွေ့ဆုံပွဲအတွက်ယူကရိန်းစစ်ပွဲကိုရုရှားရဲ့အထူးစစ်ဆင်ရေးလို့စစ်ကောင်စာဝါတုံ့နှုတ်ခဲ့ပြီးရုရှားသမ္မတ ရာဒီမာပူတင်ရဲ့ဥဆောင်မှုကြောင့်စစ်ပွဲမှာရုရှားအောင်မြင်မယ်လို့ယုံကြည်ကြောင်းလည်းပြောခဲ့ပါတယ်။ပူတင်ကစစ်ကားဆောင်ကိုကြိုဆိုခဲ့ပြီးနိုင်ငံကုတ်သွယ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေတိုးလာတာကိုတတိပြုမိကြောင်းနဲ့မော်စကိုကိုစင်ဘောက်ကလေးခြောက်ကောင်ပို့ဆောင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်လို့ပြောဆိုကြောင်းလည်းအပီသတင်းဌာနမှာဖော်ပြထားပါတယ်။ ရိုက်တာသတင်းဌာနမှာတော့စိုက်ပျိုးရေးနျူကလ িয়ার ဆိုင်အပါအဝင်အခြားနယ်ပယ်တွေမှာတနင်္ဂနွေကျောင်းပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးချဲ့ဖို့အတွက်အလားအလာကောင်းတွေတွေ့မြင်ရတယ်လို့ရုရှားဘက်ကပြောဆိုကြောင်းရေးသားထားပါတယ်။အနောက်နိုင်ငံတွေကလက်နက်ရောင်းချမှုကတ်သက်ပိတ်ပင်ခံထားရတဲ့မြန်မာစစ်တပ်ဟာရုရှားထုတ်ဆက်လက်နက်ပစ္စည်းတွေကိုအဓိကအားကိုပြီးပြည်တွင်းစစ်ကိုတိုက်ခိုက်နေရတာပါ။ရုရှားနိုင်ငံမှာစစ်ဘက်အရာရှိ9000ကျော်ပညာသင်ကြားနေတယ်လို့လည်းအာနာသိစစ်ကောင်ဆောင်ကိုယ်တိုင်ထုတ်ဖော်ပြောဆိုခဲ့မှုပါတယ်။ က်တဲ့တင်းနေပုံအနေနဲ့မြင်းချံမျိုးအတွဲရှိစစ်အုပ်စုအထိုင်ကိတ်အတိုက်ခံရ၄ဦးသိမ်းဆုံးဆိုတဲ့တင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းချံမျိုးအတွဲရှိစစ်အုပ်စုအထိုင်ကိတ်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကစီးနှင်းတိုက်ခိုက်ခဲ့ရစစ်အုပ်စုတပ်ဖွဲ့ဝင်၄ဦးသိမ်းဆုံးခဲ့တယ်လို့မြင်းချံဘလက်တိုင်းက MPD အဖွဲ့ကထုတ်ပြန်ပါတယ်။မတ်လ၃ရက်နေ့မနေ့ပိုင်းကမြင်းချံမျိုးအမတ်၁၈ရက်ကွင်ရှိစစ်အုပ်စုအထိုင်ကိတ်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကပျောက်ကြားနေစနစ်နဲ့အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ တိုက်ပွဲအတွင်းစအုပ်စုတပ်ဖွဲ့ဝင်၄ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူတချို့ရှိကသေဆုံးတဲ့အလောင်းလေးလောက်ကိုအထက်ကနေကြောင်းမှာထားရှိကြောင်းသိရတယ်လို့ပြောပါဗျ။အဲ့ဒီတိုက်ခိုက်မှုကို MPD တပ်ဖွဲ့နဲ့အတူမဟာမိတ်တွေဖြစ်တဲ့ဗိုလ်စားပြောက်ကြားတပ်ဖွဲ့နဲ့ BGF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ရလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ပြီးခဲ့တဲ့ February 25ရက်နေ့ကလည်းမြင်းချံမြို့၁၈ရက်ကွဲရှိစအုပ်စုရဲ့အထိုင်ဂိတ်ကို MPD နဲ့မဟာမိတ်တပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ထားပါသေးတယ်။ တာရီယာတည်နေပုံအနေနဲ့စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ပုံအခြေခံပြီးရေပွဲတို့မတ်ကြောက်တင်ခဲ့ပြီးပန်းပင်နီနီစောက်အုပ်ကိုထုတ်ဝေးဆိုတဲ့တည်င်းကိုတင်ဆက်ပေးပါမယ်ရှင်။တမ်မက်ကြီးဦးကျော်မိုးထွန်းကိုလူထုနဲ့တူထောက်ခံကြောင်းပြသတဲ့ပျောက်ကြားတဲ့ပိတ်လှူရှောင်းမှုမှာစစ်တပ်ကအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ဖြစ်ရပ်မှန်ပေါ်အခြေခံပြီးရေပွဲတို့မတ်ကြောက်တင်ခဲ့ပြီးပန်းပင်နီနီကတော့ဆောက်အုပ်ရေးဆွဲထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီကာတော့ဆောက်အုံးမှာတော့2022ခုနှစ်စက်တင်ဘာ23ရက်နေ့ကပျောက်ကြားတဲ့ပိမ်မှာစစ်တပ်ကကားနဲ့တိုက်ပြီးအကြမ်းဖက်ဖမ်းဆီးဖြိုခွင်းခဲ့တာကြောင့်တပိမ်မှာကြောင်းသားလူငယ်တွေရဲ့သွေးတွေနဲ့ပန်းပင်ကြီးမှာပန်းပင်နီလမ်းဖြစ်ပြောင်းလဲခဲ့ဖို့ရည်ဆွဲထားပါတယ်။အရေးတော်ဘုတ်ခီးရှိတဲ့လုံချုံရေးစားတော့ရင်စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတဲ့မြို့ပြတပိတ်အင်အားစုတွေနဲ့အချင်းထောက်အသီးသီးမှာရှိနေတဲ့နိုင်ကျဲတွေအတွက်ရည်ရွယ်ပြီးထုတ်လုပ်ခဲ့ရခြင်းဖြစ်တယ်လို့ကိုရီဘွယ်က Democratic Press ကိုပြောပါတယ်။ အဲ့ဒီစာအုပ်ထုတ်လုပ်ခြင်းအရရှိလာတဲ့ပြည်သူထောက်ပံ့မှုငွေကြေးတွေကိုမြို့ပြတပိတ်အင်အားစုတွေနဲ့အကျဉ်းထောက်တီးတီးမှရှိနေတဲ့နိုင်ငံတွေအတွက်စနစ်တကျမျှဝေစီစဉ်သွားမှာဖြစ်ပါတယ်လို့လည်းသူကအထက်မှန်ပြောပါတယ်။စုံတဲ့င်းတပုတ်အနေနဲ့တောင်တောင်မြို့နယ်နတ်ဆောက်ရွာဘုံကျဲခံရပြီး6ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမရှင်။မန္တလေးတိုင်းတောင်တောင်မြို့နယ်နတ်ဆောက်ရွာကိုမတ်လ၄ရက်နေ့ညပိုင်းမှာစစ်တပ်ကလေကြောင်းဝက်နေဘုံကျဲတိုက်ခိုက်လို့အရက်သား၆ဦးသေဆုံးပြီးနေ30ခန့်မိလောင်ပျက်စီးခဲ့ရပါတယ်။ ည10နာရီခွဲခန့်မှာနှက်ဆောက်ရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲလေချောင်းကနေပေါင်900ဘုံတိနဲ့ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးရွာခံနေတဲ့ညတွင်ချက်ထွက်ပြေးနေကြရတယ်လို့လူထုလှုပ်ရှားမှုကော်မတီတောင်းတာပြောပါတယ်။ဘုံကြဲတိုက်ခိုက်မှုကြောင့်နေအိမ်30ခန့်လည်းမီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။အိမ်ခြေ380ခန့်ရှိတဲ့နှက်ဆောက်ရွာဟာတောင်တောင်မြို့ရဲ့အနောက်ဘက်9မိုင်ခန့်กว่าမှာတည်ရှိပါတယ်။စစ်တပ်ကအရက်သားရရှိတဲ့ကြေးရွာတွေကိုလေချောင်းတိုက်ခိုက်မှုတွေအချိန်မြေပြုတ်လုပ်နေတာကြောင့် ဘုံခုကျင်းတွေစနစ်တကျတူးထားဖို့နဲ့အထူးတတိထားပြီးနေထိုင်ကြဖို့လူထုလှုပ်ရှားမှုကော်မတီတောင်းတာတိုက်တော်ထားပါတယ်။မတ်လ3ရက်နေ့ကလည်းမကွေးတိုင်းပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်အဆက်မှာရှိတဲ့ကျေးရွာလေးကိုစစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံ15ဦးသေဆုံးခဲ့ပါတယ်။ Democratic Press ရဲ့ညနေခင်းသတင်းစီစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်တစ်နေ့ဒီလိုအချိန်မှလည်းညနေခင်းသတင်းစီစဉ်ကိုတက်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြပါဦးရှင်။